ရော်နယ်ဒိုရဲ့ဘိုင်းစကဲကီတွင်ကိုထက်သာတဲ့ဒိုမီနီရဲ့တွင်ကိုကမ္ဘာပလုံးတမိုင်းမှာလာပါဆုံးခက်ခဲဆုံးနဲ့ထင်ရှားဆုံးဂိုးသွင်းယူမှုတွေကတခုဖြစ်တဲ့ဘိုင်းစကဲကီနောက်ပြန်ကန်တွင်ကိုတွေကပရီဒီကိုမြေတန်းဆေးလို့ရှားစီခဲ့ပါတယ်။ပကြတိကီကမှမတန်းဝင်သွားတဲ့စကောမက်ဒိုမီနီရဲ့အမ်ကန်ဂိုးသွင်းယူမှုကကန်ဝင်းကစားမခရစ်စတီယာနိုရဲ့နာမည်ကျော်ဆန်ရင်ကိုကျော်ဖြတ်ပြီးအမြင့်ဆုံးနောက်ပြန်ကန်တွင်ကိုဆန်ရင်တစ်ခုကိုတင်သွားခဲ့ပါတယ်။ ဒီလိုမျိုးကိုတို့ရီမှုကဘယ်သူကပိုကောင်းလဲဆိုတဲ့မိကုံကတော့ရုပ်ပိုင်းဆိုင်ရာဆွမ်းဆောင်ရည်နဲ့နုမီယာမြောက်မှုနှစ်ခုကိုနိုင်ရှိရမယ်စိန်ခေါ်မှုတရလည်းဖြစ်ပါလေ။စကော့တလန်ဂွန်းလန်လစ်ကော်မတ်ဒိုမီနီကသူတို့ရဲ့စကော့တလန်တင်းနဲ့ဒိမတ်တင်းတို့ရဲ့ရှင်ပြန်ကစားကလေးကမ္ဘာပလာခြေစပွဲနိုင်ငံတကာပွဲစဉ်တစ်ခုမှာပေါ်ဆံပြီးရုပ်ပိုင်းဆိုင်ရာရာအားကောင်းလို့နဲ့နောက်ပြန်ကန်သွင်းဖို့ကိုတွင်းယူခဲ့ပါတယ်။ဒီတွင်းမှုရဲ့ထူးခြားချက်ကတော့ကန်သွင်းလိုက်တဲ့မြေပေဆန်းကြီးမဲဖြစ်ပါလေ။ဒိုမီနီကမြက်ကင်းမီကနဲ့တော်မြင်မားစွာခုံတက်ခဲ့ရပြီးဒီတကဘောလုံးနဲ့သူ့ရဲ့ခြေလောင်းနဲ့ထိတွေ့တဲ့အချိန်မှာမြေပေကရှစ်ပေ၃လက်မှအထိရှိနေခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးမြေမားစွာခုံတက်ပြီးနောက်ပြန်ကန်သွင်းခဲ့တာက သူရဲ့စပရင်မှာပါခန္ဓာကိုယ်ကြက်ကန်မှုနဲ့လေတွေကခန္ဓာကိုယ်အပြည့်အဝထိန်းချုပ်နိုင်စွမ်းနဲ့ကိုပြသနေတာဖြစ်ပါတယ်ပုံအားဖြင့်ဘောလုံးကိုယ်တိုင်ရဲ့မြစ်ပေရှစ်ပေထက်တောင်ကျော်လွန်တဲ့ဒီကန်သွေးရီမှုကစဉ္ညင်တည်ခြင်းနဲ့ဘောလုံးကမှထူးခြားတဲ့သမိုင်းမတိုင်တဲ့တစ်ခုကိုစိုက်ထူနိုင်ခဲ့ပါတယ်စဉ္ညင်တည်နိုင်ခဲ့တာကြောင့်ဒိုမီနီယက်ဂိုးသွေးရီမှုကပိုပြီးထူးခြားထင်ရှားစေခဲ့တယ်လို့ဆိုနိုင်ပါတယ်၂၀၁၈ခုနှစ်အတွင်းမှာကမ္ဘာကျော်ကျယ်ဝင်းခရစ်စတီယာနိုရိုဒိုကလည်းရီယယ်မီတီမှာရှိစဉ်ကနာမည်ကျော်နုမီယာမြောက်တဲ့နောက်ပြန်ကန်သွင်းကိုနဲ့တွင်းယူခဲ့ပူပါတယ်အဲ့ဒီတွင်းကိုကဘရွန်ပရက်ဒီတာမှာယနေ့တိုင်ပြောစမှတ်ပြုနေရတဲ့ချန်ပီယံလိဂ်ကနဝင်တွင်းကိုတစ်ခုဖြစ်ခဲ့ပါတယ် ဂျူပီတာတင်းရဲ့ကမ္ဘာကောင်းဆုံးကုသမဘူဖုန်ကိုတောင်းသွားစီလောင်တွင်းယူခဲ့တဲ့အဲ့ဒီတင်းကိုမှရိုနယ်ဒိုကလေတကဘောလုံးနဲ့တူရဲ့ခြေတော်ထိတွေ့တဲ့အချိန်မှာမြေပိခုနှစ်ပိနဲ့ခုနှစ်လက်မှရှိနေခဲ့တာဖြစ်ပါတယ်။ရိုနယ်ဒိုရဲ့အဲ့ဒီတင်းကိုကသူ့ရဲ့အဲ့ဒီချိန်ကတက်ရွယ်ကန္နာကိုချက်ခတ်မှုနဲ့ဘောလုံးကိုကန်တွလဲရဲ့ဒီချမှုအပမုန်နဲ့အလားပါရအားလုံးကိုအားအသင့်စေခဲ့တယ်လို့တိုင်မဲ့တင်းရဲ့ပြည်သက်တည်းရဲ့ရက်တက်မရတဲ့လက်ကုပ်တံကိုတောင်ရရှိသွားခဲ့တဲ့တွင်းကိုတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီချိန်ကဒီတင်းကိုကအမြင့်ဆုံးနောက်ပြန်ကန်တွင်းကိုဆက်ညင်နေတွေကတစ်ခုဖြစ်ပြီးသူ့ရဲ့ကန်တွင်းမှုအမှုပြများမှုကြောင့်ပိုပြီးကန်တွဲဆန်တယ်လို့သုံးသပ်သူတွေလည်းရှိခဲ့ပါတယ်။ဆန်ညင်ရနိုင်ရှိကြည့်မယ်ဆိုရင်တော့ရှစ်ပိ၃လက်မှအထိမြင်မာခဲ့တဲ့ဒိုမီနီရဲ့တွင်းကိုက ရော်ဒရက်ခုနပေးခုနလမဆိုင်ရင်ကိုရှင်းရှင်းလင်းလင်းတော်ဖြတ်နိုင်ခဲ့ပြီးအမည်ဆုံးနောက်ပြန်ကန်တွင်းကိုဆိုင်ရင်တစ်ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။ဒါမှလည်းပွဲရဲ့အခြေအနေနဲ့တွင်းကိုနုပညာအမြောက်မှုကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ရော်ဒရက်ရဲ့ချန်ပီယံလိပွဲစဉ်မှာပြသခဲ့တဲ့တွင်းကိုကပိုပြီးမမမရရရှိတဲ့ခိုင်ကြတဲ့ခုဖြစ်ဆက်လက်တည်ရှိနေနိုင်ပါတယ်။ဘလိုပဲဖြစ်နေပါစေကစားမလို့အစလုံးရဲ့နောက်ပြန်ကန်တွင်းကိုကဘရုံးပိုင်းအတွက်တမိုးမဖြစ်နိုင်တဲ့အမွေးအနှစ်တွေဖြစ်ကြံရစ်ခဲ့ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချက်